thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မန္တလေးစိမ့်ပန်းရက်ွက်မှာလေကြီးမိုးကြီးကြခြင်းနေအိမ်ကိုဓာတ်ကင်လူတစုကအမှုကျန်းစီဓမြတိုင်ရန်ကျိုးပန်းနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမှာမနေ့ကညပိုင်းလေကြီးမိုးကြီးကြနေခြင်းနေအိမ်ကိုဓာတ်ကင်လူတစုကအမှုကျန်းစီဓမြတိုင်ဖို့စူးစမ်းနေတဲ့အတွက်ပြည်သူများစုဝေးပြီးဖမ်းဆီးဖို့လိုက်ရကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။အပိလ9ရက်နေ့ည9:00နာရီချိန်မဟာအောင်မြို့နယ်စိမ့်ပန်းရက်ွက်အေတုက41လမ်း62လမ်းရှိနေအိမ်ကိုဓမြ တိုင်အမှုကျန်းစီဖို့လူအုပ်စုဝင်ရောက်လာကြောင်းအင်ရှင်တွေကပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းတဲ့အတွက်ဓမြတွေထွက်ပြေးသွားရာပြည်သူတွေကဝိုင်းဝန်းလိုက်ကြကြောင်းဒါပေမဲ့အမှုကျန်းစီဓမြတိုင်ရန်စူးစမ်းသူတွေကိုမဖမ်းမိခဲ့ဘူးလို့သိရပါတယ်။ ိုးရီလီတွေကြာလာချိန်မှာမိကလည်းမလာဘူးအမောင်ကိုအခွင့်ကောင်းယူပြီးအမှုချမ်းစီဖို့ကြိုးစားတာပြည်သူတွေကတော့ရရဒုတ်တာလက်နဲ့တွေကင်ပြီးလိုက်တာပဲမမိလိုက်ဘူးဘာရီပါသွားလဲတော့မသိဘူးအခုမိုးကြီးလီကြီးကြတော့အကုန်လုံးထိုင်ပြီးလုံခြုံရေးဆောင်နေရတယ်တကူရီယာလည်းပေါ်မှာပေါ်ဓာကင်ပြီးလူရဲချင်းနေလဲပေါ်တယ်မိရီကမလာနေစရာကမရှိအရန်ဒုက္ခရောက်နေရလို့မန္တလေးစိန်ပန်းရက်ွက်မှပြည်သူတအုပ်ကဆိုပါတယ်မနေ့ကမန္တလေးမှာမိုးကြီးလီကြီးကြာရောက်တဲ့အတွက်နောက်ဆက်တွဲငလင်ကြောက်လို့တဲအိမ်နေနေထိုင်နေပြည်သူတွေအတိဒုက္ခရောက်အောင်တည်ရပါတယ် ဆလဗီပရောင်မျိုးနဲ့စစ်တပ်ရဲ့ညောင်ကျိုးပြူဟာစခန်းကိုအေအေကတင်ပန်ရရှိပြီးစစ်တပ်ကအပြစ်ရရေးကြေညာချက်ကိုချိုးဖောက်ခါအေအေကိုတိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းပရောင်မျိုးနယ်ရှိစစ်ကောင်စီရဲ့ညောင်ကျိုးပြူဟာစခန်းကိုအလုံးစုံတင်ပန်ရရှိကြောင်းအေအေကသတင်းထုတ်ပြန်ပါတယ်။ အေဘီလာနေ့ရက်နေ့ပဲခိုးတိုင်းညောင်ကျိုးပြူဟာစခန်းကုန်းကိုအာရခန့်တက်တော်အင်းကအလုံးစုံသိမ်းပိုင်ရရှိခဲ့ကြောင်းအဲ့ဒီစခန်းကိုမန္တလေး16ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး16ရက်ကျောင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းအေအင်းနေနဲ့ကစင့်ကလျားစုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လို့ရတဲ့အခွင့်အရေးရှိခဲ့တော့လဲတပ်ဖက်သက်အပြည့်ညှထားတာကြောင်းအဆိုပါနေရာတွေကိုဆက်လက်ထိုးစစ်ဆင်မှုမပြုလုပ်တော့ဘဲထိုးစစ်တွေကိုရပ်တန့်ခဲ့ကြောင်းသိရပါဗျ။အာရခန့်တက်တော်ကအေဘီလာတရက်နေ့မှာစပြီးညီနောင်မဟာမိတ်တွေဖြစ်တဲ့ကိုကန် တောင်းဖွဲ့စည်းပြီးနေတူတလတာတစ်ဖက်သက်အပြည့်ရကြောင်းကြီးညာခဲ့ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကတစ်ဖက်သက်အပြည့်ရခြင်းမှာမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9ရစ်တာစကေးရှိတဲ့အင်အားပြင်းငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင်းပျက်စီးဆုံးရှုံးသွားခဲ့တဲ့စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်တွေအပါအဝင်တခြားသောဒေသအချို့မှာငလင်တန်းတင်ပြည်သူလူထုများကိုလူသားချင်းစာနာထောက်ထားသောစိတ်ပြည်ထောင်စုစိတ်တဲ့အပြည့်ရှိရာကြောင်းဖြစ်ကြောင်းအေကဆိုပါတယ် ဒါပေမဲ့စစ်ကောင်စီကကြေညာထားတဲ့တပတ်သက်အပြည့်ရည်ကြေညာချက်ချိုးဖောက်ပြီး AB နေရနေနဲ့၎င်းနေရမတိုင်မီရက်တွေမှာရခိုင်ပြည်ကြောက်ဖြူမျိုးနဲ့စစ်တွေမျိုးပတ်ဝန်းကျင်ရှိအရခတ်တပ်တော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop ဘုံလီချောင်းနဲ့စစ်သင်္ဘောတွေမှာပြစ်ခတ်တိုက်ခိုက်ခြင်းတွေကိုဒီကနေ့ထိနေတိုင်းစတိုက်ပြုလုပ်နေစေဖြစ်ကြောင်းဒါအပြင်စစ်ကောင်စီကပဲခူးတိုင်းအင်ယာရီတိုင်းနဲ့အခြားသောနေရာများမှာအရခတ်တပ်တော်ရဲ့စစ်ကြောင်းများကိုလည်းနေတိုင်းတံပြန်ထိုးစစ်များဆင်နွှဲလျက်ရှိကြောင်းအေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီက AB နေရနေမှာရခိုင်ပြည်ကြောက်ဖြူမျိုးနဲ့တွင်ရှိ ်တပြူတောင်ကျေးရွာပြားထဲကျေးရွာပြင်းရှင်ကျေးရွာအနီးပတ်ဝန်းကျင်တွေကိုလက်နက်ကြီးဒရုန်းတွေနဲ့အဓိကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့တစ်ပုတ်တောင်ရေတပ်စခန်းဒိုးတန်းတောင်အမှတ်32ရဲတပ်ရင်းမြေပြင်စစ်ကြောင်းတွေကအဓိကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအေဗီလာ၂ရက်နေ့တရက်ထဲမှာဒရော့ပုံးအရှိအတွက်60ခန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအကြိမ်60မကရှိခဲ့ကြောင်းသိရပါတယ်။ထို့အတူနှစ်ဖက်ရင်ဆိုင်တပ်တွေရှိတဲ့စစ်တွေမျိုးနဲ့ပုံနှကြုံမျိုးနဲ့တို့မှလည်းစစ်ကောင်စီရဲ့ရွှေမြင့်ကန်စစ်ကမ်းဘက်မှပေါက်တော်မျိုးမပြီးကျွန်းဘက်ကို120မ မလက်နက်ကြီးတွေနဲ့ခြောက်ကျိန်တိုင်တိုင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအေပြီလ3ရက်နေ့မှ9ရက်နေ့ထိနေရက်များမှာစစ်ကောင်စီကတစ်ပုတ်တောင်ရေတပ်စကံ ဒိုးတန်းတောင်အမှတ်32ရိတ်တက်ရင်မြေပြင်စစ်ကြောင်းများမှအပြင်စစ်တင်မော်ဂျက်တိုက်လီရင်နေကောအတုံးပြူပြီးကြောက်ဖြူမျိုးနဲ့အတွင်းရှိဂျက်တိန်တပြူတောင်ပြားတဲ့ပြင်ရှိလိတ်ခမော်ကလပါဟင်းခတ်ပြင်ကျင်းရွာပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drop ဘုံတွေအပြင်ဂျက်တိုက်လီရင်စစ်တင်မော်တွေပေါ်မှာလည်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ AB လ9ရက်တရက်ထဲမှာ drop ဘုံအကျဉ်းအတွက်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုအကျဉ်း90ထပ်အထက်ရှိခဲ့ကြောင်းစစ်တွေမျိုးနဲ့ချောင်းနယ်မင်းခန့်ရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်တွေမျိုးနဲ့မင်းလာရွာရှိမိမိတို့တပ်ဖွဲ့ဝင်တွေကို ို drone အနေနဲ့မနက်9:28မိနစ်ကစတင်ပြီးနှစ်ကြိမ်တိုင်တိုင်းပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့အတူ AP လ9ရက်ညနေ3:45မိနစ်အချိန်မှာရခိုင်ရုံးမတောင်တန်းထက်ရှိ AE တပ်ဖွဲ့ဝင်ရှိရာနေရာကိုစစ်ကောင်စီကဝိုင်းတွဲချက်လျင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စိတ်ဒုက္ခရာမျိုးနဲ့ကုတော်ပြူစောတီရွာနီခီးတဲ့တင်ကားနှစ်စီကိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်မှုပြည်သူလူထုတည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းစိတ်ဒုက္ခရာမျိုးနဲ့ကုတော်ပြူစောတီရွာနီမှာခီးတဲ့တင်ကားနှစ်စီကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တာကြောင့်ပြည်သူလူထုတည်ဆုံခဲ့ကြောင်းစိတ်ဒုက္ခရာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါရယ်။ဧပြီလ၄ရက်နေ့ည9:00နာရီခန့်ချိန်စိတ်ဒုက္ခရာမျိုးနဲ့ကုတော်ပြူစောတီရွာနီအောက်ဝေါ်ရွာကြားမှာခီးတဲ့တင်ကားနှစ်စီကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြ ည်သူလေးဦးတည်ဆောင်ခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကိုတော်လိုင်းတပ်ဖွဲ့တွေကလုံဆောင်ခြင်းဖြစ်ကြောင်းအစံဖက်စစ်တပ်ရဲ့လော်ဘီတွေကဝါရဖြတ်နေပြီးအဲ့ဒီတိုက်ခိုက်မှုဖြစ်ပေါ်တဲ့နေရာနီးအေဘီလာတရက်နေ့တွေမှာစတင်ကနေမင်းရှင်းလင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီနေရာမှာအစံဖက်စစ်တပ်စစ်ကြောင်းနဲ့အင်အား60ကျော်ခန့်ရှိတဲ့စစ်တပ်ကင်းပုံးလို့ရှိကြောင်းသိရပါတယ်တည်ဆောင်သူပြည်သူလေးဦးလို့ကြားတဲ့အလောင်းတွေကိုသူတို့ပဲတင်သွားတာဆိုတော့အတိကျတော့မသိဘူးသူတို့ကစည်ရေးမှာအတော်လေးစိုးရင်လာရပြီးဒီနယ်ကပြူစောတိဖွဲ့ဖို့ခေါင်းဆောင်တွေလည်းခဏခဏရှင်းခံနေရတာဆိုတော့ အဲ့ဒါကိုပြည်သူနဲ့ကျွန်တော်တို့ကြာသွေးခွဲနေပါပဲ။အေပီလန်တရက်နေ့ကလေးကစေတုဒ္ဓရာမြို့နယ်တောင်ပိုင်းမှာအင်အား35ဦးလောက်နဲ့နေမြေရှင်းလင်းနေဖြစ်တော့အေပီ3ရက်နေ့မှာမွန်စောရွာနာကိုရောက်တဲ့အဲ့ရွာမှာတင်နန်းစင်60လောက်နဲ့စစ်ခွေး9កောင်ရှိတယ်။ညဆိုကင်းပုံဝစ်တဲ့အဲ့ဒီလမ်းတစ်လျှောက်မှာစစ်ခွေးခိတ်နှစ်ခုရှိရဲလို့စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်။ အကြံဖတ်စစ်ကောင်စီကအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတွေပေါ်ပြည်သူလူထုကအမြင်မှစေဖို့ရည်ရွယ်ချက်ရှိရှိသတင်းထုတ်ပြန်ခဲ့ကြောင်းအကြံဖတ်စစ်ကောင်စီရဲ့ပြည်သူအပေါ်ကျူးလွန်တဲ့အဲ့ဒီလုပ်ရက်တွေကိုစေတုတ်တရာမျိုးနဲ့ပြည်သူကာကွယ်ရေးနဲ့ပြင်းပြင်းထန်ထန်လက်တုံ့ပြန်တွေးကြွေးဆက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အကြံဖတ်စစ်ကောင်စီကဆစ်ရှုံးနေချင်းစည်ရင်ပြတ်မှတ်နဲ့မသက်ဆိုင်တဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအများပြည်သူများနေထိုင်ရာရပ်ရွာတွင်ကိုလေကြောင်းနဲ့ပုံကျဲခြင်းကျေးရွာတွင်တက်ဆွဲပြီးလူသွားလူလာရှိတဲ့နေရာတွေမှာမိုင်းထောင်ခြင်းနေဘက်တွေမှာခီးသွားလာခြင်းများကန့်သက်ပြီးငွေညစ်ခြင်းညဘက်မှာပုံမှန်144နဲ့ညမထွက်ရအမိန့်ထုတ်ပြီးခီးသွားလာသူတွေကိုပြစ်ခတ်တပ်ဖြတ်ခြင်းစစ်မှုထမ်းဥပဒေကိုအသုံးပြုပြီး၎င်းတို့ဖမ်းလို့တဲ့လူတွေကိုအတင်းအဓမ္မဖမ်းဆီးခြင်းငွေညစ်ခြင်းများလုပ်ဆောင်လျက်ရှိကြောင်းစေတုံးတရာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆို ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်စစ်ကောင်စီအပြေခတ်ရစရင်မှာစီမရှိကမ်းမရှိ တိုက်ချင်ရာတိုက်နေပြီးကိုကျင်ညာချက်ကိုပြန်ထိုးဖောက်နေရလို့ KIA ကိုပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်ဆက်ကောင်စီရဲ့အပြစ်ခတ်ရဲစိုင်းမှာစီမရှိကမ်းရှိဖြစ်နေပြီးတိုက်ချင်ရာတိုက်နေကကိုကျင်ညာချက်ကိုပြန်လည်ထိုးဖောက်နေရလို့ KIA ကိုပြောခွင့်ရပုံကိုဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောပါရယ်။မနေ့ကညပိုင်းဆက်ကောင်စီကဤပြည်လာနေရနေမှာဤပြည်လာ၂၂ရက်ထိရက်ပေါင်း၂၀ကျော်အပြစ်ခတ်ရစဲခဲ့တယ်လို့ကြေညာခဲ့ပြီးမြဲဒီကနေ့မနေ့ပိုင်းမှာဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေကြဗမော်မှာလည်းညောညပါလီရင် င်းနဲ့ပုံကျဲနေပြီးအင်တော်မှာလည်းစစ်တပ်ကလင်းရင်နဲ့ပုံကျဲနေကြောင်းပုံမူကြီးနော်ဘူးကရှင်းပြပါရယ်တိုက်ပွဲက၃နေရာမှာဖြစ်နေတဲ့ဝိုင်းမော်မှာဖြစ်တဲ့အောက်အင်းတော်မှာဖြစ်တဲ့ဘမော်မှာလည်းနေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပုံမူကြီးနော်ဘူးကဆိုပါရယ် စက်ကောင်စီရဲ့အပြစ်ခံရဲစိုင်းကမြည်သည့်ဖွင့်နေများသဘောတူညီချက်မျိုးပဲတစ်ဖက်သက်ကြီးညာပြီးအဲ့ဒီကြီးညာချက်ကိုပဲစစ်တပ်ကပြန်လည်ချိုးဖောက်နေကြောင်း၎င်းကဆိုပါတယ်ဘယ်တော့မှလည်းကတိမတည်ဘူးအပြစ်ခံရဲစိုင်းကိုပဲဖွင့်နေမှာသဘောတူညီချက်မျိုးပဲတစ်ဖက်သက်ကြီးညာပြီးစီမရှိကမ်းမရှိတိုက်ချင်ရာတိုင်နေတာသူတို့ရဲ့သဘောတူညီချက်ကိုသူတို့ဟာသူတို့ပြန်ပြီးချိုးဖောက်နေတယ်လို့ဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်လက်ရှိမင်းအောင်လိုင်းကအပြစ်ခံရဲစိုင်းကြီးညာမှုကဘန်ကောက်မြို့မှာပြုလုပ်မယ်ဘင်စတက်အစည်းအဝေးနဲ့တက်ရောက်ရမှာ အပြအကောင်းစေဖို့နဲ့နိုင်ငံတကာဖိအားပေးမှုမရှိစေဖို့လှုံ့ဆော်နေကြညာမှုလို့ဆိုနိုင်ကြောင်းပုံမူးကြီးနော်ဘူးကတုံ့တက်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်မာနိုင်ငံကိုဖိတ်ခေါ်တဲ့ထိုင်းဆိုရရှင်းလင်းချက်ပေးဖို့လွှတ်တော်များတောင်းဆိုရကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကအာနာသိန်းစစ်ကောင်းဆောင်မြန်မာနိုင်ငံကိုဘင်းစတက်စည်းဝေးကိုတက်ရောက်ဖို့ဖိတ်ခေါ်တဲ့ထိုင်းဆိုရဖွဲ့နည်းနဲ့ခြေလှယ်အောင်ရှင်းလင်းချက်ပေးဖို့ထိုင်းလွှတ်တော်မတ်တွေကတောင်းဆိုနေပါတယ်။မြန်မာနိုင်ငံကိုဘန်ကောက်ကိုဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ဖေတောင်တန်နာဝထရာအစိုးရဖွဲ့ရင်းနဲ့ဖြည့်ရှင်းချက်ပေးဖို့ထိုင်းမ တ်တွေကလွှတ်တော်ကတစင်တောင်းခံနေပါတယ်။အေဘီလာ၃ရက်နေ့ဘန်ကောက်မြို့မှာကျင်းပမယ်ဘင်္ဂလားပင်လယ်အော်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့လို့တည်ကြတဲ့ဘင်စတာစီဝေးကိုမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုလက်ရှိထိုင်းဆိုရဖွဲ့ကဖိတ်ခေါ်ထားတာပါ။မင်းအောင်လိုင်ကဘန်ကောက်မြို့ကိုအေဘီ၃ရက်နေ့လယ်ပိုင်းမှာရောက်ရှိမယ်လို့လည်းထိုင်းသတင်းဌာနတွေကဖော်ပြပါရတယ်။တရားမျှတ၏ပါတီမှလွှတ်တော်မှကန္နာဝင်းကမြန်မာစစ်အာဏာရှင်ဟာပင်နိုင်ငံပဲထိတ်တိအစည်းအဝေးမှာမှတင်ရောက်ခွင့်မရတာကြပါပြီ။ရုရှားတို့တရုတ်တို့ပဲသူ့ကိုအဖက်လုပ်ပြီးဖိတ်ပါရတယ်။အဲ့ဒီနိုင်ငံတွေပဲသွားခဲ့ရတယ်။ဒါပေမဲ့မင်းအ ောင်းလိုင်းတတရားမြောက်ခြေချတဲ့နိုင်ငံထိုင်းနဲ့ပြလို့ပြောပါရယ်အရက်သားပြည်သူတွေရှိရာနေရာတွေကိုနေစဉ်ပုံကျဲတိုက်ခိုက်နေတဲ့မြန်မာစစ်အာဏာရှင်ကောင်းဆောင်မင်းအောင်လိုင်းကိုထိုင်းဆိုရကဖိတ်ကြားထားတဲ့ကိစ္စကိုထိုင်းပြည်သူတွေကိုရှင်းလင်းချက်ပေးဖို့တောင်းဆိုခြင်းဖြစ်တယ်လို့ကန်နာဝီကဆိုပါရယ်စစ်ကောင်စီဘက်ကငလင်းလောက်ခတ်တဲ့မလ28ရက်နေ့ကနေ31ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်20လုံးဆောင်ခဲ့ပြီးမြန်မာပြည်သူအရက်သားဆန္ဒဦးတည်တင်းဆောင်ခဲ့ရတယ်လို့တရားမျှတပါတီမှလွတ်တော်အမတ်ကန်နာဝီကထိုင်းသတင်းဌာနတွေကိုပြောဆိုပါရယ် မြန်မာနိုင်ငံအတွင်းကဒီမိုကရေစီအင်အားစုတွေအပါအဝင်တော်လိုင်းလှုပ်ရှားဆောင်ရွက်နေတဲ့ဖွဲ့စည်းတွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေကလည်းမယောင်လိုက်ကိုလိုလိုလားလားဆက်ဆံနေတဲ့အတိုင်းဆိုရဖွဲ့ကိုကန့်ကွက်နေကြတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။